မင်္ဂလာပါရှင်။ဘောင်မခေတ်တဲ့သတင်းဌာနရဲ့စိတ်ဝင်စားဖွယ်မြန်မာနိုင်ငံရဲ့ထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပေးနေပါရယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တွင်ကမ္ဘာစ73မှာဘုံမှုဖြိုးမင်းကျွန်းတက်ချက်အောင်စော်နိုင်နေရဲဒူးတက်ချက်ထွန်ပြေစုံတို့ကိုငွေကျပ်သိန်း2000ကျွန်းနဲ့အတူဖမ်းမိတော့လေစစ်တပ်တိုက်ခိုက်မှုကြောင့်သေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရယ်ရှင်။ မြေပြည်တော်ဥတ္တရသေရီမြို့နယ်တွင်ကပ္ပစာ73မှာပုံမှုဖြိုမင်းကျော်တကြက်အောင်စော်နိုင်တဲ့ရဲဒုတက်ကျက်ထွန်ပြေစုံတို့ကိုငွေကျပ်3000ကျော်နဲ့တူဖမ်းမိတော်လေစတိတ်တိုက်ခိုင်မှုကြောင့် သုံးဦးစလုံးသေဆုံးသောကြောင့်အပိနေခံပြည်သူတော်လှန်ရေးအင်အားစု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့မှတောင်းရှိသူတွေကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်ဧပြီလ19ရက်နေ့ကအကြမ်းဖက်ဆက်ကောင်စီဌာနချုပ်ယုံဆိုင်ရာ နေပြည်တော်တိုင်းအုတ်တရသရေမြို့နယ်လမ်းမိုင်းတနေရာတွင် OPRF PLA အပိနေခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှရဲဘော်များကအချိန်၃နာရီကျော်ကြာထိန်းချုပ်ဆစ်ဆေးခဲ့ကြောင်းထို့သို့ဆစ်ဆေးနေစဉ်ဗိုလ်မှူးဖြိုမင်းကျော်ပါဝင် ုံစလုံးစစ်အုံဆောင်ငွေကြေးသိန်း2000ကျော်နဲ့တို့ဖမ်းမိခဲ့ကြောင်းထို့နောက်စစ်တုံးမှန်3ကိုဖမ်းဆီးမိပြီးပြန်လည်ဆုတ်ခွာလာခြင်းစစ်တပ်ကလိုက်လံတိုက်ခိုက်မှုကြောင့်စစ်တုံးမှန်3စလုံးသေဆုံးသွားကြောင်းသိရှိရသည်ဖမ်းဆီးရရှိခဲ့တော့လေစစ်တပ်၏တိုက်ခိုက်မှုကြောင့်သေဆုံးသွားသောစစ်တုံးမှန်3မှာ အမှတ်73ကာဝေးရေးပစ္စည်းစက်ယုံကပ္ပဆ73မှဘူမှုဖြိုးမင်းကျော်အမှတ်930စစ်မြေပြင်အင်ဂျင်နီယာတရင်တက်ခွဲ3မှတက်ချက်အောင်စော်နိုင်တဲ့ရဲတုတက်ချက်ထုံးပြေစုံလို့ဖြစ်ကြောင်းသိရှိရသည် တော်လိုင်းရင်တက်က73ဘန်းများကိုဖမ်းဆီးပြီးအပြန်တွင်အကြမ်းဖက်ဆက်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာဖမ်းဆီးရရှိခဲ့သည့်ဆက်ကောင်စီတပ်ဖွဲ့ဝင်3ဦးစလုံးတိဆုံသွားခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့နှင့်အတူပါရှိလာသည့်စစ်ဘက်ဆိုင်ရာအသုံးဆောင်များငွေကြေးအစုံအပါအဝင်ကာလတံမိုးသိန်း2000ကျော်ကိုသိမ်းနိုင်ခဲ့ကြောင်းသိရှိရသည်နေပြည်တော်နဲ့25မိုင်ဝေးတဲ့နေရာလောက်မှာတိုက်ပွဲထပ်ဖြတ်တာပါစခရီမီတာကကားနဲ့လာတဲ့အချိန်ဖမ်းမိတာပါအဲ့ဒီနေပြည်တော်လက်မိုင်မန်တိုင်း25ဝန်းကျင်မှာပါပဲ ပုံမှုကိုဖမ်းမိပြီးအပြန်မှာဖြစ်တာပါဟုအဖိနှိမ့်ခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့မှတောင်းရှိသူကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားလေအဆိုပါလှူရှာမှုကို OPRF PLA အဖိနှိမ့်ခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော်မှရဲဘော်များကတပ်တွင်းတရင်ပေးများ၏တိကျသောတရင်အချက်လက်ပေါ်အခြေခံရေးဝင်ရောက်လှူရှာခဲ့ခြင်းဖြစ်ပြီးပြည်သူကော်ရေးတပ်ဖွဲ့ဝင်များအလုံးအထိခိုက်မရှိဘဲအောင်မြင်စွာလှူရှာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရသည် ဆက်လက်ပြီးချင်းပြည်ကိုတော်လှန်ရေးတပ်တွေ60ရာခိုင်နှုန်းခန့်စုမှုပြီးဖြစ်တာကြောင့်ဒီနေ့အတွင်းပြည်내တစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးရီမန်ထားဆွေးနွေးကိုတင်ဆက်ပေးပါမယ်ရှင်။ ချင်းပြည်နယ်ရှိနေရ90ရာခိုင်နှုန်းခန့်ကိုတော်လင်းတက်တွေစိုးမှုပြီးဖြစ်တာကြောင့်ဒီနေ့2025ခုနှစ်အတွင်းချင်းပြည်မှာစက်ကောင်စီကင်းစစ်မှုရှိမှန်းထားတယ်လို့ချင်းအမျိုးသားတပ်ဦး CNF CNF ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နေကပြောပါရယ်ဒီကနေ့ဧပြီလ22ရက်မနက်ပိုင်းကပြုလုပ်တဲ့ CNF CNA CDF KKG ပူးတွဲသတင်းစာရှင်းလင်းပွဲမှာချင်းပြည်နယ်ကိုတော်လင်းတက်တွေသိမ်းပိုက်နိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေကမေးမြန်းချိန်မှာပြန်လည်ဖြေကြားခဲ့တာပါ ဟာခေါတီတိန်တန်တလန်နောက်ကလေးအဆက်မှာရှိတဲ့တီတိန်မျိုးနယ်တွေကနေရာတွေမှာပဲစစ်ကောင်စီရရှိနေတာဖြစ်ပါတယ်။ဒီနေ့အနေအထားအရသူတို့ကအပြင်ထွက်လို့ရတာမဟုတ်ဘူး။ဒီနေ့အနေအထားကသူတို့ကထောက်ပို့ကိုလေချောင်းကနေချပေးတဲ့အနေအထားမှာပဲရှိတာမျိုးဆိုတော့အဲ့ဒီလေနေရာပဲရှိတယ်ဆိုတော့ရာဂိုင်နှုံအပြင်စကန်အနေနဲ့တော့ကျွန်တော်တို့မတင်တတ်ဘူးပြည်နယ်ရဲ့အနေအထားနဲ့ဆိုရင်တော့80ရာဂိုင်နှုံကျော်90နီးပါးကကျွန်တော်တို့ရဲ့တော်လန်ရေးတက်တွေစိုးမိုးမှုအောက်ကိုကြာရောက်နေပြီဖြစ်ပါတယ် ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့အနည်းဆုံးဒီ2025မှာတော့ချင်းပြည်မှာစစ်ကောင်စီကင်းစင်ချထားတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကတော့အတက်နိုင်ဆုံးပြင်ဆင်မှုတွေကတော့ကျွန်တော်တို့လုပ်နေတယ်။လုံလဲလုံနေပါပြီလို့ဆလိုင်းထန်နေကပြောပါရယ်။ချင်းအမျိုးသားတမရစီအန်နေကခုတ်ခဲခဲ့ပြီး CDF KKG က Major Operation အဖြစ်ဥဆောင်ပြုလုပ်တဲ့စစ်စင်ရေးနှစ်လအတွင်းမှာကလေးနဲ့ခံကောမျိုးနဲ့အကြားရှိစစ်ကောင်စီအခြေစိုက်စခန်းတွေဖြစ်တဲ့ကံမနီစခန်း၊မန်တော်၊အောင်သာယာအရှေနာပြူစောတိစုမှု တဲ့ကျန်းသာကျေးရွာတွေကိုတင်ပိုင်နိုင်ခဲ့ပြီးအခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်လာတာ ဖြစ်ပါတယ်။ကလေးတောင်ပိုင်းကလေးကံကောလမ်းကြောင်းတခြားဟာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကြီးဆိုးတဲ့ဒေသဖြစ်တာကြောင့်လွတ်လပ်စွာကုန်စည်တည်ယူခွင့်တို့အတွက်အရေးပါတဲ့ပြူဟာလမ်းကြောင်းဖြစ်တယ်လို့နိုင်ငံရေးအရာလေးစစ်ကောင်စီလှုပ်ဖို့ပြင်နေတဲ့ရွှေကောက်ပွဲအတွက်အားကောင်းတဲ့နေရာဖြစ်တာကြောင့်အဲ့ဒီဒေသကိုစစ်ရေးဖော်ဆောင်ရခြင်းဖြစ်တယ်လို့စစ်ရေးဖော်ဆောင်ခဲ့တဲ့တပ်ဖွဲ့တွေကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ရှိခုတင်ဆက်ပေးမဲ့တဲ့ရင်အကြောင်းအရာကတော့လာရှိုးကိစ္စမှာတရုတ်ကိုမကောင်းချောင်းမပြောရင်ဂျေဆုရှင်ကိုမစော်ကားရင်စစ်ကောင်းဆောင်ပြောဆိုတဲ့တဲ့ရင်ဖြစ်ပါရှင်။လာရှိုးကိစ္စမှာတက်ကမကျေနပ်တဲ့သူတွေရှိတယ်။လာရှိုးကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခန်စားရလို့တခုခုဆိုရင်တရုတ်ကိုအကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတော့ဝေဖန်သူတွေလည်းရှိတယ်။ဒါကြောင့်မနေ့ကပြည်ဦးလွင်ကိုတက်ချိုးရောက်တော့တရုတ်ကိုမဝေဖန်ဖို့ကျေးဇူးရှင်ကိုမစော်ကားဖို့မင်းအောင်လိုင်ကပြောကြားခဲ့ပါတယ်။ တရင်တပ်ဖွဲ့တွေအနေနဲ့လာရှိုကိစ္စရင်တရုတ်မကောင်းချောင်းမပြောရင်သူ၏ကျေစုရှင်ကိုမစော်ကားရင်မင်းအွန်လိုင်းကပြောကြားခဲ့တယ်လို့သိရှိရပါတယ်။တရုတ်ရဲ့ညှိနှိုင်းပေးမှုကြောင့်လာရှိုမျိုးကိုပြန်ရခဲ့တဲ့အတွက်ပြန်လည်တိဆောက်ရေးကာလမှာတရင်တပ်ဖွဲ့တွေအနေနဲ့တရုတ်မကောင်းချောင်းမပြောကြားဖို့နဲ့ကျေစုရှင်ကိုမစော်ကားဖို့မင်းအွန်လိုင်းကသတိပေးပြောကြားလိုက်ပါတယ်။ ဧပြီလ20ရက်မနေ့ကပြည်ဦးလွင်တက်နယ်မှာပြုလုပ်တဲ့အစည်းအဝေးမှာမင်းအောင်လိုင်ကပြောဆိုခဲ့တာဖြစ်ပြီးလာရှိုမျိုးတွင်တက်နေရခြားရေးကိစ္စမှာတရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စကိုဝင်ရောက်ဆက်ဖက်ပြောဆိုတာမလုပ်ကြဘူးပြောဆိုခဲ့တာလို့လဘခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က TVB ကိုပြောပါရယ်ဆလဘီစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်သုံးထပ်မင်းနေသေးဆုံးပြီးလက်နက်ခဲယမ်းချို့ရရှိဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကရင်အမျိုးသားတပ်မတော် KNA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က၃ရောက်ထက်မနည်းသေဆုံးကတနက်နယ်လန်နဲ့ခရမ်းတွေရရှိခဲ့တယ်လို့ကရင်အမျိုးသားတပ်မတော် KNA ကထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြင်းမြို့အတွင်းကိုစစ်ကြောင်းတို့ဝင်ရောက်လာတဲ့အင်အား30ကျော်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNA တပ်ဖွဲ့ဝင်တွေဟာဧရန်လ18ရက်ညနေပိုင်းမှာပြင်းထန်တဲ့တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ထံကလက်နက် MA1 နှစ်လက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ထပ်မံတေဆုံးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကပြန်လည်ဆုတ်ခွာသွားပြီး KNA တပ်ဖွဲ့ဝင်တွေဘက်ကတော့ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။ စက်ကောင်စီဟာမိုးပြဲဒေတာကိုပြန်လည်ရရှိဖို့အင်အားသုံးထိုးစစ်ဆင်မှုတွေမကြာခဏပြုလုပ်နေပြီးတော်လိုင်းအင်အားစုတွေနဲ့လည်းထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားလျက်ရှိပါတယ်ဆလဘီမြန်မာပြည်သူ6တသမ3နဲ့အရေးပေါ်အကူအညီလိုအပ်နေစေလို့ကုလပြောဆွေးနွေးခွင့်တင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံလေပိုင်းမှာအင်အားပြည့်မြင်ကလေးတစ်ခုလှုပ်ခတ်ပြီး၃ဘတ်ကျော်အကြာမှာပြည်သူ6တသမ3နဲ့အကူအညီနဲ့ကာဝယ်ဆောင်ရှောက်မှုအရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂကလေးများရန်မုံငွေဘွဲ UNICEF ကခံမှန်းလိုက်ပါတယ်။ ကလင်းငယ်များနဲ့အမျိုးသမီးများဟာအလွန်အမင်းပူပြင်းမှုဘေးကင်းသောရေအကန့်အသတ်နဲ့သာရရှိမှုနဲ့အခြားအခြေအနေတွေကြောင့်ကျန်းမာရေးအန္တရာယ်တွေကိုရင်ဆိုင်နေရတယ်လို့ UNICEF ကပြောပါတယ်။အသက်9နှစ်အောင်ကလင်းငယ်များ၊ကိုဝင်ဆောင်မိခင်များနဲ့နို့တိုက်မိခင်များအတွက်အာဟာရချို့တဲမှုရှိနေစေလို့ UNICEF ကဆိုပါတယ်။မက်နာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းဟာသခိုင်းတိုင်းဒေသကြီးမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်မန္တလေးနဲ့အခြားနေရာတွေမှာဆိုးဝါးစွာထိခိုက်ပျက်စီးစေခဲ့ ခဲ့ပါတယ် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့စေတနာဝန်ထမ်းအဖွဲ့တွေဟာမြေငလျင်ပေးသင့်ဒေတာတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းကမြေငလျင်တန်တဲ့မြန်မာနိုင်ငံကိုဆက်လက်ပြီးပံ့ပိုးကူညီကြဖို့ UNICEF ကတောင်းဆိုနေပါတယ်။မြေငလျင်ကြောင့်လူ3900ကျော်သေဆုံးခဲ့ပြီး120ကျော်ပျောက်ဆုံးခဲ့တယ်လို့မြန်မာစစ်ကောင်စီကပြောပါတယ်။လူအများအပြားဟာနေအိမ်ပြင်ပတွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။မြေငလျင်ပေးသင့်ပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းမှုတာရှည်နေမှုကြောင့်ကျန်းမာရေး အခြေအနေပုံမှန်ဆိုးရွားလာမှာကိုစိုးရိမ်မှုတွေရှိနေကြပါတယ်။